ဗုဒ္ဓံတရဏံကိသာမိလို့ဆိုလိုက်တာနဲ့မြတ်စွာဘုရားကိုတတိယပါဗုဒ္ဓံတရဏံကိသာမိလို့ဆိုလိုက်တာနဲ့ဘုဒ္ဓတတိယအေးဓမ္မံတရဏံကိသာမိလို့ဆိုလိုက်တာနဲ့မြတ်စွာဘုရားဖော်ထုတ်ပေးတဲ့ဓမ္မယရဏာကိုတတိယပါသံဃံတရဏံကိသာမိလို့ဆိုလိုက်တာနဲ့ပရိသတ်ရဲ့အဲ့ဒီဓမ္မတွေကို မပြောင်းမပြောင်းထိမ့်သိမ့်နေတဲ့စောင့်ရှောက်နေတဲ့သံဃာကိုတတိယပါဘာကိုတတိယမလဲ ေတို့တန်ဃာတော်တွေကလည်းပေတတေယဓမ္မယရဏကို မပြောင်းမပြဲအောင်စောက်လျှောက်တယ်ဆိုတာထိုင်ပြီးတော့ဒီတိုင်းငုတ်တို့ကြီးထိုင်ပြီးတော့စောင့်နေတာမဟုတ်ဘူးတဲ့ဗုဒ္ဓရဲ့ဓမ္မတွေကို ကိုယ်တိုင်လည်းသိအောင်သင်တယ်သင်ပြီးတော့လည်းကျင့်တယ်အဲ့ဒီကိုသိလို့ကိုကျင့်လို့ရတဲ့ဓမ္မယရဏတွေကိုဘာလို့တလဲတက္ကະဓမ္မတွေကိုတစင်းပြန်ပြီးတော့ဟောတယ်ပြောတယ်စောက်လျှောက်တယ် ဒါကြောင့်မလို့ဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့ဗုဒ္ဓဓမ္မသံဃာလို့ဆိုတဲ့အဲ့ဒီသုံးခုကခွဲလို့မရဘူးတဲ့တွဲနေတာဗုဒ္ဓကိုခွဲထုတ်လို့လည်းမရဘူးဓမ္မကိုခွဲထုတ်လို့လည်းမရသံဃာကိုခွဲထုတ်လို့လည်းမရဘူးယရဏသုံးပါးကတွဲရထားရတယ်ယရဏသုံးပါးဘယ်လိုထားလဲအေးယရဏသုံးပါးကိုခွဲထားလို့ဘယ်တော့မှမရဘူးဗုဒ္ဓကလည်းပဲယရဏသုံးပါးကိုပြည့်တတ်ရင်အမြဲတမ်းတွဲလျက်ပဲထားတယ် ကဲအဲ့တော့ဘုန်းကြီးတို့ပြည့်တာတူတူပြောဆိုဗုဒ္ဓဆိုတာကဘာပုဂ္ဂိုလ်တုံးဆိုရင်ယရနာဖော်တဲ့ပုဂ္ဂိုလ်ဗုဒ္ဓကဘာပုဂ္ဂိုလ်လဲယရနာဖော်တဲ့ပုဂ္ဂိုလ်ပါဗျာဗုဒ္ဓဖော်ထားတဲ့ယရနာကဓမ္မယရနာဘာယရနာလဲအဲ့ဒီဓမ္မယရနာကို မပြောင်းမပြအောင်စောင့်ရှောက်နေတာဘယ်သူလဲဆိုလိုက်ပါဗုဒ္ဓယရနာဝင်ဘောလာယရနာဖော်ဖို့ပါ ဗုဒ္ဓယရဏပွင့်ပေါ်လာယရဏဖော်ဖို့ပါဗုဒ္ဓယရဏပွင့်ပေါ်လာယရဏဖော်ဖို့ပါ၃ပါးတရဏဂုံမနပါလားရှေ့ဆုံးမှာထားတာဗုဒ္ဓရှေ့မှာပါလဲအဲ့လမှာထားတာဓမ္မနောက်ဆုံးမှာထားတာတို့မြတ်စွာဘုရားရဲ့တပ္ပဉ္စုနဲ့ဉာဏ်ကြီးကိုဘယ်လောက်ချီးကျူးဖို့ကောင်းလို့ဆိုရင် ဗုဒ္ဓကတရဏဂုံသုံးပါးကိုဆင်တဲ့နေရာမှာဓမ္မကိုအလယ်မှာသွားထားတယ်ဓမ္မကိုဘယ်မှာထားလဲဓမ္မကိုဘာကြောင့်အလယ်မှာထားတာလို့ဆိုဒီဓမ္မကဗုဒ္ဓကိုလည်းပြန်ထိန်းနေသူကတန်ဃာကိုလည်းပြန်ထိန်းနေအလယ်မှာထားတာဓမ္မတရဏကိစ္ဆာမိကိုအလယ်မှာထားတာထားခြင်းလို့ထားတာမဟုတ်ဘူးပြည့်တဲ့ထိန်းမှုလို့ထားတာဘာလို့ကိုထားတာလဲရှင်းကဗုဒ္ဓကိုလည်းပဲပြန်ထိန်းထားတယ်နောက်ကတန်ဃာကိုလည်းပြန်ထိန်းထားတယ် အဲ့တော့ဒီတရားလေးနားလည်အောင်ပြောမယ်ဓမ္မအတိရှိတဲ့ပုဂ္ဂိုလ်ဟာဓမ္မအတိရှိထားတဲ့ပုဂ္ဂိုလ်ဟာရှေ့ကဗုဒ္ဓကိုလည်းသူကကြည်ညိုတယ်။နောက်ကတန်ခါကိုလည်းကြည်ညိုတယ်။ဓမ္မအတိရှိလို့။ဘာအတိရှိလို့လဲ။ဓမ္မရှိပါဗျာ။ဒါကြောင့်ဓမ္မကိုဘုံမှာထားတာလေ။ရှင်းပါပါဗျာ။ပုံမှာတစ်ခုထပ်ပေးမယ်။ရည်ရင်းကြီးတစ်ခုပစ်တရာနဲ့တယ်။ရည်ရင်းကြီးဘယ်လောက်နဲ့လဲ။၄၀ အဲ့ဒီပေတရားနဲ့သောရေတွင်ကြီးရဲ့ရေအ내ကိုတိုင်းကြရင်ပေးတိုင်းပေချိုးဘလောက်နဲ့တိုင်းရမလဲတရားနဲ့တိုင်းရမှာပေါ့ဘလောက်နဲ့တိုင်းရမလဲတရားနဲ့တိုင်းမှာအဆအဆုံးတိမှာပေါ့ဟုတ်တယ်မို့လားပေချိုးလေးအစိတ်လောက်ယူလာပြီးတော့ဟာဒီရွေတွင်ကြီးဘလောက်နဲ့လဲမသိဘူးတိုင်းကြီးအောင်မှာပဲဆိုပေချိုးလေးအစိတ်လောက်ချတော့အစိတ်ပဲသူတိမှာပေါ့သူမသိတာ85ကျန်သေးတယ်ဘလောက်ကျန်သေးလဲ 55ကြံသေးတယ်ဒါကြောင့်ဓမ္မအတိဆိုတာအဲ့ဒီလိုထဲထဲဝင်ဝင်နဲ့နဲ့နဲနဲ့သိမှဗုဒ္ဓကိုလည်းသိချင်ညိုတာနောက်ကတန်ခါကိုလည်းသိချင်ညိုတာတော့ဓမ္မအတိမရှိဘူးဓမ္မအမြင်မကြည်လင်ဘူးဓမ္မတရားကိုကောင်းစွာသင်မထားဘူးဆိုရင်ဘုရားတည်းဖယားမြည်ရင် तू ကဘယ်လိုထင်လဲအဲ့ဒါအုပ်ပုံကြီးတွေဟောဓမ္မအတိမရှိတော့ဗုဒ္ဓဘုံမှာလည်းအုပ်ပုံလိုမြင်တော့ ဓမ္မအတိမရှိထားတဲ့ပုဂ္ဂိုလ်ကနောက်ကတန်ခါကိုလည်းသူဘလို့မြဲလဲသင်္ကန်းဝိတ္တိတဲ့အဲ့ဒါတန်ခါမဟုတ်ဘူးတဲ့သူ့မှာဘာလုံနေလို့ဆိုဓမ္မလုံနေလို့ဘာလုံနေလို့လဲရှေ့ကအမေနဲ့သမီးအမေက အလုံးမအားလို့သမီးရဲ့ဖယားဆွမ်းတော်ကလိုက်ပါဟဲ့ဖယားဆွမ်းတော်ကလိုက်ပါဟဲ့တော့သမီးကဒီလောက်လောက်ရှိတဲ့ပကံလေးသေးသေးလေးနဲ့ထမင်းလေးဇွန်းလေးနဲ့တဇွန်းခတ်တဲ့ ခတ်ထည့်ပြီးတော့ပေါက်ပေါက်လေးနှစ်ပွင့်တင်ပြီးတော့ဩဃာသဩဃာသနဲ့ဆွတော်ကတ်တယ်အမေကသွားကြည့်ပြီးတော့ဟဲ့သမီးနေ့ဖယားဆွတော်ကတ်တာလည်းပကံလေးသေးသေးလေးနဲ့ပေါက်ပေါက်လေးနှစ်ပွင့်တင်ပြီးတော့ညီအေးပကံများကြီးတွေကြာကြာနာနာထည့်ပြီးတော့ကပ်ပါလားအမေကအဲ့တော့သမီးကဘာပြန်ပြောတော့ဆိုတော့ဘေးတိုင်းအမေရဲ့တဲ့ဖယားကအသက်မှမရှိဘဲနဲ့တခင်မှမစားဘဲနဲ့တဲ့သမီးကပြန်ပြောတာသူကဘယ်လိုမြင်တော့ဆိုဖယားကိုအယုတ်လို့မြင်နေတာ ဖယားကိုဘာလို့မြင်နေတာအယုတ်တော်မှန်တယ်ပရိသတ်ရေသို့တော့ပုံတော်ကိုဂုံတော်ထည့်ရတယ်ပုံတော်ကိုဘာထည့်ရလဲဘုန်းကြီးတို့အိမ်နေကြောင်းနေမှာကိုယ်ပေါ်ထားတဲ့ဖယားအသက်ရှိသလားရှိပါဘူးပုံပဲဘာလဲပရိသတ်ကြောက်စင်းတို့ကြေးစင်းတို့တက်သားစင်းတို့ရုပ်ပုံပချီကဒါကပုံနေကြီးပဲဒါတွေပါတယ် သို့တော့အဲ့ဒီပုံထဲမှာဘုန်းကြီးတို့ကဓမ္မအသိရှိတဲ့ပုဂ္ဂိုလ်ကဘာထက်လဲခုံကိုထက်လားဘာကိုထက်လားအဲ့တော့ဟိုသခလေးကဘာပြန်ပြောလို့သမီးရဲ့အမေကိုအမေတဲ့ဖခင်ကအသက်မှမရှိပဲနဲ့အယုတ်ကြီးပဲတကယ်မှမစားပဲနဲ့ဘာဖြစ်လဲဒါလေးတင်လို့ရောရတာပဲတဲ့ဆိုတော့ဒီအမျိုးသမီးရဲ့တန်တန်မှာပရိသတ်ရင်ဘာမရှိဘူးလဲဓမ္မမရှိဘူးဘာမရှိဘူးလဲအေးရှိလဲပဲပရိသတ်ခုနကဘုန်းကြီးပြောသလိုပေါ့ ဒီရေရင်းကြီးကပေတရာနဲ့တဲ့ရေရင်းကြီးကို तू က25ပဲကျိုးလိုက်နဲ့သွားတိုင်းတော့25ပဲပဲ तू သိမှာပေါ့ဆွမ်းတော့ကရင် ကုသိုလ်ရောက်တာတော့ပဲ तू သိမယ်ဒီထဲမှာခုံတော်သွင်းရမယ်ဆိုတာ तू သိပါမလားသိပါပါ25ပဲကျိုးနဲ့တိုင်းတော့25ပဲလောက်ပဲသိမှာပေါ့အဲ့တော့ဒီဓမ္မအမြင်ကကြည်လင်မှုအရေးကြီးတယ်ဒါကြောင့်ဓမ္မန္တရဏကိစ္ဆာမီးဆိုတာထားကျင်နိုင်ထားတာမဟုတ်ပရိသတ်အလဲကောင်းမှထားတာရှေ့ကဗုဒ္ဓကိုလည်းထိမ့်မို့လို့ဘာကိုထိမ့်မို့လို့လဲဗုဒ္ဓ ဗုဒ္ဓဘောမှာကြည်ညိုဖို့လို့ဗုဒ္ဓကိုအမြင်ကြည်လင်ဖို့လို့ဗုဒ္ဓရဲ့ကျေးဇူးမြင်ဖို့လို့နောက်ကတန်ခါကိုလည်းပဲဓမ္မကပြန်ထိန်းထားတယ်။တန်ခါအမြင်ကြည်လင်ဖို့လို့တန်ခါကျေးဇူးတည်တတ်ဖို့လို့တန်ခါကိုမြင်တတ်ဖို့လို့တန်ခါကိုကိုးကွယ်တတ်ဖို့လို့ဓမ္မအတိပါတိရဲ့ဓမ္မဘုန်းကြီးတို့ပကောမှာတကယ်ဖြစ်ခဲ့တဲ့အဖြစ်ပြက်တစ်ခုရှိတယ်။ဘုန်းကြီးမကြမကြပြောဖို့တယ်။ဟာဒီမှာလည်းတစ်ခါပြောဖို့တယ်ထပ်ပြောအောင်မယ်။ ဘုန်းကြီးတို့ဘကုခန္တာဝတိနေပြည်တော်ကြီးကိုထိနန်းစံတာဘကုအစတမလကလည်းဘကုအစဘသူလဲတမလမင်းကြီးထိနန်းစံနောက်တော့နောင်တော်ဝိမလမင်းမိကဒိဗ္ဗမင်းအစကြီးဒီအားမင်းမင်းအဆက်ဆက်ထိနန်းစံသွားတာပေးရတဲ့မင်းပေါင်း20မြောက်မင်းဘယ်လောက်လဲအဲ့ဒီ20မြောက်မှာပေးရတာထိနန်းစံတဲ့ဘယင်ကြီးရဲ့နာမည်ကတိတ်တမင်းနဲ့ဗမင်းနဲ့လဲ အဲ့ဒီတိတ်တမင်းကြီးကဘယ်ရတဲ့ရင် သူဓမ္မအမြင်ကောင်းစွာမကြည်လင်တော့ကံကံရဲ့အကျိုးတရားကိုမယုံကြည်ဘူးကာမတက္ကရသမာဓိတိဉာဏ်ကိုသူကောင်းစွာမသိထားတော့ဓမ္မကသူ့နှလုံးသားထဲကောင်းစွာမထည့်ထားတော့သူဘာလို့တုံးဆိုလို့ရှိရင်သူကဘာတွေကိုယုံတုံးဆိုရင်ဘေဒင်တို့ဓာတ်ရိုက်ဓာတ်ဆင်တို့ရရရာခြေတာတို့ကိုတိတ်အစွဲလန်းကြည့်တယ်အဲ့ဒီမင်းကြီးကအာဘယ်နှမှာဘေဒင်ဆရာတော်တယ်ဆိုသွားခေါ်လာခဲ့ရှင်တန်းတော်နဲ့သူ့တော်လက်တော်များပေးပြီးတော့ဟဲ့ ဗေဒင်ဆရာကြီးငါ့ဇာတာတော်ရှင်းပေးသံဒါဒီလိုလုပ်တာအဲ့ဒီဘုရင်ကြီးကဒါဘကောမှာတကယ်ဖြစ်ခဲ့တဲ့ဖြစ်ပျက်ကြီးတစ်ခုပဲအဲ့ဒါတနေ့တော့ဘုရင်တို့ဘုရင်တိုင်ဟိုအရှင်အရဟံတို့အနောယထာမင်းတို့ပေါင်းပြီးတော့ပကံမှာသာသနာထွန်းတော့ပကံကနေပြီးတော့အကြီးကြီးယဟန်တွေကိုအနောယထာမင်းစောကနှင်လိုက်တော့အကြီးကြီးတွေကပကံကနေဘကိုးပြေးလာပကံကနေပဲပြေးလာဘကိုးပြေးလာပါဗျာပကံမြုပ်လို့ဘကိုးပေါ်ဆိုတာ ခါတဲ့အဲ့ဒီမှာတို့တို့ရောက်လာအောင်ရောက်လာတော့တို့ကဒီတိုင်းပြည်မှာတို့ကိုကြီးညိုဖို့လို့ကိုးကွယ်ဖို့လို့စိတ်ကပ်ဖို့လို့မင်းဟာဘာတို့လဲဘယင်ပဲအဲ့တော့ဒီဘယင်ကြီးကြောင့်နဲ့နဲ့ဆန်းနေနာကြီးကြရအောင်ဆိုတော့ဒီဘယင်ကြီးကအဲ့ဒီဘေဒင်တို့တိုက်ရိုက်ဓာတ်ရှင်တို့ရရရာတို့အင်းအန်ခလက်မန္တန်လက်ဖွဲ့တိတ်ဝါသနာပါဒါနဲ့အကြီးကြီးတွေကတို့တော့အကွက်ကောင်းမိပြီဆိုပြီးတော့ရွှေနန်းတော်ဝင်း ရွှေနန်းတော်ဝင်တော့ဆရာကြီးတို့ဘယ်ကကြွလာလဲအရိမတ္တနပူရပေါက်ကန်နေပြီတော့ကလာပါတယ်မင်းကြီးဆရာကြီးတို့ဘာအတတ်များတတ်ပါတယ်လဲအာဘေတင်မြတ်တစ်ဖက်ကန့်ခတ်တတ်တယ်အဲ့ဒါဆိုဘုရားတပည့်တော်ဇာတာဆစ်ဆေးပြီးတော့မူရပါဘုရားဆိုဇာတာလေးထိုးပြီးတော့ဟိုကဇာတာခွင်ကြည့်ပြီးတော့ပပပနဲ့ကောက်ကတွက်ချလိုက်တယ်မင်းကြီးကန်ဇာတာများညှိုးငယ်နေပါတယ်မှန်ပါအမိတ်ရှိပါဘုရားဘယ်လိုဖြစ်လို့ကန်ဇာတာညှိုးတယ်လဲ မထားသင့်သောအယုတ်များထားတဲ့အတွက်ကြောင့်မို့လို့မင်းကြီးအယုတ်ကနေပြီးတော့မင်းကြီးကိုနှမ်းနှိမ်နေတယ်ဆိုတော့ဆရာတို့မြင်ပါသလားမြင်တယ်ဘယ်နားမှာမြုပ်ထားတဲ့အယုတ်လဲဖရားဘယ်သူလာမြုပ်ထားတာလဲပယောဂဆရာများမြုပ်ထားတာလားစုံမြတ်ကဝေများကမြုပ်ထားတာလားမဟုတ်ဘူးမင်းကြီးဘယ်မှာတော့မင်းကြီးဘယ်မှာတော့ရှင်တော့ဆိုတော့ နန်းဦးမှာကိုးွယ်ထားတဲ့ဘေးရတဲ့ဗုဒ္ဓရုပ်ပွားတော်ကိုလက်ညှိုးထိုးပြအဲ့ဒီအယုတ်ပဲလေမင်းကြီးကိုနန်းနေနေတာတဲ့ဆိုတော့ဟိုရှင်မင်းကြီးကပြောတယ်ဓာမြတ်စွာဘုရားရုပ်ပွားဆင်းလို့တော်ဘုရားအေးမင်းကြီးမေးမရသေးအောင်မြတ်စွာဘုရားဆိုတာအခုရှိသလားမရှိပါဘူးဘုရားဘယ်မှာတော့ပြိဋိနိဗ္ဗာန်စံမှာပြီဘုရားပြိဋိနိဗ္ဗာန်စံနေပါတယ်ပြောမနေပါနဲ့ဘုရားသေတာမဟုတ်ဘူးလားဟုတ်ပါတယ်ဘုရား ကဲလူသေးရဲ့ပုံကိုထုပြီးတော့နန်းအိုးမှာတင်ပြီးကိုးခွေတာလောက်မင်းကြီးရုတ်တာမရှိဘူးဒီအကြီးကြီးတွေကဖယားနဲ့မတည့်အဲ့တော့ဒီဗုဒ္ဓကိုသူကသေသွားတဲ့ပုံကိုရဲ့ရုတ်ထုကိုနန်းအိုးမှာတင်ပြီးတော့ကိုးခွေရင်အဲ့ဒါမင်းကြီးနန်းနေတာပဲမင်းကြီးဘုံကနေတတ်တယ်ဘာလို့ဒီရုတ်ကြီးညတိုင်းရှစ်ခိုးနေတယ်လဲမနေ့တိုင်းရှစ်ခိုးနေတယ်လဲအဲ့ဒီအယုတ်ကမင်းကြီးနန်းနေတာဆိုတော့ ဓမ္မအမြင်မကြည်လင်သားတဲ့ပုဂ္ဂိုလ်ဓမ္မအသိမရှိသားတဲ့ပုဂ္ဂိုလ်ကဘယ်ရည်လဲဟိုမှာ तू ပြောတိုင်းယုံသွားတာအဲ့ဒါနဲ့ဘယ်လိုလုပ်ရမလဲဘယ်လိုမှမလုပ်နဲ့ဖြည့်ဆည်းပြီးဘယ်လိုဖြည့်ဆည်းရမလဲဟိုရေထဲကမျောမလိုက်တေကောင်အယုတ်နှံဦးတင်နှမ်းမိတာမှလေခြင်းဆိုပြီးတော့ဘယ်ရည်သားရေမလုပ်တယ်လေအဲ့ဒီမှာဘဂိုဟန္တာဝတိနေပြီတော်ကြီးယရဏ၃မှာပျောက်သွားရောဖရားလည်းမရှိတော့ဘူး တရားလည်းမရှိတော့ဘူး။တန်ဃာတွေလည်းတောချောင်းတောင်ချောင်းခေါ်အောင်ပြီးတော့တောထဲတောင်ထဲပုံနေရတယ်။ဒီရှင်မကြီးကတွေ့ရင်သတ်မှာ။ဒီအယုတ်ကိုစပြီးတော့ကိုးကြတာသူတို့တန်ဃာတွေဆိုပြီးတော့တန်ဃာလည်းသူကလည်းမခံတော့။အဲ့တော့ဘကိုးမှာဘာဖြစ်တယ်လဲအဲ့ဒီဒိဋ္ဌဗယံမင်းလက်ထက်ကတော့မှညတိုင်းညတိုင်းတော်လဲသံတွေကြားရတယ်။ငရင်ကိုးချိန်တိတိလှုပ်တယ်။ဘကိုးမျိုးကြီးမှာလောင်မီးတွေကြတယ်တဲ့ကောင်းငင်မှာအုတ်ကာတွေပြန်တယ်တဲ့ ဥက္ကပြန်နေတဲ့ကောင်းကင်မှာအလင်းတန်းကြီးတွေဘယံပါလမမသိရှူးကနဲ့ဆိုတက်သွားလိုက်ဖြတ်ဆိုပြောက်သွားလိုက်အဲ့တော့လူတွေကဘာဖြစ်လဲစိတ်သက်တွေထောက်ချားလာယရဏသုံးမှာပျောက်တဲ့အခါကျတော့တခါတော့၆တီယံမရဖြစ်ပြီးတော့စိတ်ဓာတ်တွေထောက်ချားပြီးတော့လူတွေကဘာဖြစ်မလဲမသိဘာဖြစ်မလဲမသိမိကကိုးချိန်လောင်နေတဲ့ငရင်ကကိုးချိန်တီးတီးလှုပ်နေတဲ့ညာညာကြလို့ရှိရင်တော်လဲဇံတွေကြားတယ်တော်လဲဇံတွေဆိုတာတော်တဲ့ကအော်တဲ့အတန်ကြီးတွေ ဘယောက်အော်နေမှမသိဘူးတန်ကြီးတွေကအဲ့တော့တိုင်းသူပြည်သားတွေဘာဖြစ်လဲစိတ်ဓာတ်တွေ၆ခြားပြီးတော့ညကြတကားတွေပိတ်အိတ်ဘုရားသာလည်းမဆိုရဲဘုရားဆုံးကျုပ်ပွားဆင်းလို့တော့ဒီလေအကုန်လုံးဘကိုးချောင်းနဲ့ပြချလုံးကုန်ကြီးသုံးနှစ်ကြာသွားတယ်ဘယ်လောက်ကြာလဲသုံးနှစ်ကြာပါတယ်ခင်ဗျာမိုးတွေခေါင်းနဲ့မီးတွေလောင်နေဖြစ်ပုံတွေကဇလက်ထော်ရွာက မွန်မလေးပရိသတ်တလထောတဲ့သူနာမည်ကအဲ့ဒါဘကိုးချောင်းနဲ့ဆင်းပြီးတော့ရေချိုးကြလာတယ်ရေချိုးတော့ရေငုတ်တော့အောက်မှာခိုးလို့ခိုးလို့နဲ့ဖယားမနှိတော့ထိတ်မှအချွန်နဲ့ခြေတော်နဲ့သွားထိုးပြီးအဲ့ဒီတလထောလေးကအောက်ငုံပြီးတော့ဗတ်ဆိုဆွဲတင်တယ်တခါတော့ဖယားရုပ်သွားတော့ဖြစ်တယ်ဟာမြတ်စွာဘုရားယုံွားတော်တွေဒီမိမတွေယုချိုးတဲ့အောက်ထဲမှာဒုက္ခပဲအမျိုးသမီးတွေတော့ငရေကြီးကုန်တော့မှာပဲမဖြစ်ဘူးဆယ်တင်မှပဲဆိုပြီးတော့သူကဆယ်တင်တော့ ပါလာတဲ့မွန်မလေးတွေကဟတလာတော့အဲ့ဒီလိုမလုံးနဲ့တော့ရှင်မင်းကြီးတတ်လိမ့်မယ်တော့တတ်တတ်သေသေးပါတယ်လဲသုံးနေရှိပြီဘုရားမဖူရတာကလည်းသုံးနေရှိနေပြီအဲ့တော့ဘယ်နဲ့လုံးလဲညီတို့ကြောက်ညီတို့မသိနဲ့ငါအိမ်ငါတည်သွားမယ်ဆိုပြီးတော့တော်တော်တတ်တည်ကောင်းတယ်သာသနာအာဇာနည်သုဘတ္တဒေဝီဆိုတာအဲ့ဒီတရားကိုဘုန်းကြီးတို့ပြည့်တိုက်တိရိကုဆရာကြီးခေါ်ဘူးတယ်အဲ့ဒါနားထောင်ခြင်းသိခွေနာမယ်လေးမှတ်သွားမေတ္တာမင်းစုဆိုတဲ့တရားတွေမှာ တိတူဆရာကြီးကအဲ့ဒီဘကိုးရသဝင်ကိုခေါ်ထားတာတိတ်ခွေနာမည်ကမေတ္တာမင်းစုတဲ့မေတ္တာမင်းစုတရားခွေထဲမှာစီ60ဆတခွေလာဆရာကြီးအပြည့်ခေါ်ထားတာအဲ့တရားအဲ့တော့ဓမ္မတူတူပြောစို့ဒီရှင်မင်းကြီးရဲ့ဓမ္မအမြင်မချီလင်တော့ဗုဒ္ဓကိုဘယ်လိုသူထင်နေတယ်လဲအယုတ်လို့ထင်တယ်ဗုဒ္ဓကိုဘယ်လိုထင်လဲဒါကြောင့်ဓမ္မတရဏံကိစ္ဆာမိအလဲမထားတာထားခြင်းနဲ့ထားတာမဟုတ်ဘူးရှိရဗုဒ္ဓကိုလည်းကြည်ညိုထအောင်တော့ဒီလိုထားပေးခဲ့တာမြတ်စွာဘုရား အဲ့ဒါနဲ့မလို့တော့အိမ်တဲသွားရေမိုးဘုရားတတ်ပယ်ပြီးတော့မနေ့မိုးလေးဘုရားရှိခိုးတာဘာပြောကောင်းမလဲဘယေသာရှင်မင်းဂုံးသွားချောအပြီးစမ်းပါတယ်ဖမ်းလာခဲ့ကောက်ရိုးနဲ့ဖုံဆင်းနေပြီးတော့သားတစ်ချက်လုံးအမိတ်အိမ်မော်ကဆင်းလာတဲ့ကတလားတော်ကတရဏဂုံနဲ့ဆင်းတယ်မေတ္တာနဲ့ဆင်းတယ်ရှင်မင်းကြီးတွေအတိကျွယ်တယ်ဟောကမိမ့်မပဲပဲလို့ပရိယတ်တိအတိတုမှရှိထားတော့အိမ်မော်ကဆင်းတဲ့ကတရဏဂုံရုပ်ပြီးဆင်းလာမေတ္တာပို့ပြီးဆင်းလာ နန်းရင်ပြေရောက်လဲရောက်ကဘာလို့တလဲတလားတော်လေးမောက်ကုန်လို့ပြီးတော့ကောက်ရိုးလေးအုပ်ဆင်ရင်းကြီးမောင်းထုတ်တယ်လုံးဝမနေမှုပရိသတ်နောက်ပြန်ဆုတ်အကျဉ်းချင်းခါကနင်းတတ်တယ်မသိဘူးအဲ့တော့ဒိဋ္ဌဘယင်းကြီးသွားလျှောက်တယ်မင်းကြီးအမိတ်တော်ရတတ်ပါတယ်မသိပါဘူးဧကနာအဆောင်ကောင်းရှိလိမ့်မယ်လက်ဖွဲ့တွေရှိလိမ့်မယ်အင်းအိုင်တွေရှိလိမ့်မယ်ဒင်းစီကငါတောင်းမှဖြစ်မယ်ပြန်လှုပ်ပုံလှုပ်ပုံပရိသတ်ရဲ့ဒင်းစီကငါတောင်းမှဖြစ်မယ်ခေါ်လာခဲ့ဆိုပြီးတော့တွင်းကြီးတူး အဲ့ဒီတလားတော်လေးကျွန်းထဲမှာထည့်ထည့်ပြီးတော့ကျွန်းတဲ့ခန်းကနေပြီးတော့စောက်တော့ထိုင်ပြီးတန်လေးရဲ့လက်ပင်းမိုးပြီးတော့ပြေးတာတောင်းတာပေးဘာတွေရှိလဲနေရှိမှာအဆောင်ဘယ်ဘုံကြီးပေးထားလဲဘယ်ရသိပေးထားလဲပေးရှိတယ်တလားတော်ကလည်းတွင်းထဲကပေးပေးလို့မရဘူးဘာပြင်းလို့ပေးလို့မရလဲဟေးရှားကြစားဆိုခန္ဓာကိုယ်တော့ဘာမှမရှိဘူးဘယ်မဲ့လဲအဆောင်အဆောင်ကောင်းရှိတယ်တဲ့နှလုံးသားထဲမှာထည့်ထားတာတဲ့ ဘမထဲ့ထားတာနဲ့လေဒါကြောင့်ဘုန်းကြီးတို့ရောစတော်ကြီးထုတ်တဲ့သာဝတ္ထုရှိတဲ့ပရိသတ်နှလုံးသားဝယ်ဖျားတဲ့တဲ့ဘာလဲတော့နှလုံးသားဖျားရပါဗျာပယံဆရာလဲခေါ်ကြရမလို့ဘူးတဲ့အုပ်ဖို့လဲတခြားမှမကုန်ဘူးတဲ့ဗီလာမီလဲတအိမ်မှမကုန်ဘူးတဲ့ရောစတော်ကြီးကပတ်ဆံလဲမကုန်ဘူးတဲ့ကို့နှလုံးသားမှာဖျားတဲ့ထားတဲ့နှလုံးသားမှာဗာတရားမှာတဲ့ အေးဗုဒ္ဓဂုံနေရွတ်နေပွားနေရကိုခန္ဓာကိုယ်ကြီးရစေတီအိမ်ကြီးလို့ဖြစ်တဲ့စေတီယကရမိဝပူဇာရကံဟောတိဒေသနာတော်မြတ်ဒီလိုရှိပါအဲ့တော့ဒီခန္ဓာအိမ်ထဲမှာဗုဒ္ဓဂုံနေပွားနေရင်ဖျားတည်ထားတာပဲမြေမလိုဘူးဘေးသာလိုသလားမှန်ပါဘူးခုနှလုံးသားကစေတီအိမ်ကြီးဖျားဂုံနေရွတ်နေဖျားဂုံနေပွားနေစိတ်ထဲမှာဖျားဂုံနေရွတ်နေပွားနေဒါဖျားတည်နေတာအယောင်ရောစတော်ကြီးထုတ်တဲ့ဇာအုပ်ရှိတဲ့နှလုံးသားဝယ်ဖျားတည်ရောစတော်ကြီးကတော့ဒီလိုမိတ်တော်